တနင်္ဂနွေသားသမီးဆွေများလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကိုတပတ်စာတရဟောစရံဟောကြားပေးမှာဖြစ်ပါတယ်14ရက်3လ2025ကနေပြီးတော့20ရက်3လ2025အတွင်းမှာတနင်္ဂနွေသားသမီးအခုကြည့်ရှုနေတဲ့တနင်္ဂနွေသားသမီးတွေအတွက်ကိုဒိတ်တန်ပြီးပြီးတော့တဲရဆွဲပြီးတဲ့အခါမှာဒီဘက်တာကာလမှာတနင်္ဂနွေသားသမီးတွေအတွက်ကြာလာတဲ့ကက်ကတော့ဒုတ်ဘယင်မဆိုတဲ့ကက်ဖြစ်ပါတယ်ဒုတ်ဘယင်မဆို ဒီကက်ကအင်ပတန်ကောင်းမွန်တဲ့ကက်ထဲမှာပါတယ်။ကောင်းမွန်တဲ့အိဋ္ဌနမိတ်ကိုစောင်းတဲ့ကက်မျိုးဖြစ်ပါတယ်။အဲ့တော့ချင်းသေးပလင်ပေါ်မှာနော်။အောက်မှာချင်းသေးရုပ်ချင်းသေးခံပလင်ပေါ်နော်။တရားတနာပလင်ပေါ်မှာထိုင်နေတဲ့မျိုးသမီးတယောက်။ကောင်းမွန်လဲတရဖူစောင်းထားတယ်။အဲ့လက်ထဲမှာလဲဒုံချောင်းတစ်ချောင်းကင်ထားတယ်။နေကြာပန်းတပွင့်ကိုလဲကင်ထားတယ်။ရှေ့မှာလဲကြောင်နဲ့လေးတကောင်ရှိနေ။အဲ့ဒီကက်ရဲ့အဓိပ္ပာယ်ကချင်းသေးဆိုရဲရင်ချင်း ော်ရဲရင်ချင်းဇွဲလုံးလာဝရိယကြီးမာခြင်းနော်ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်အဲ့တော့၄ပါးရဲ့အဓိပ္ပာယ်ကတော့အောင်မြင်ခြင်းအောင်မြင်မှုတွေနဲ့ပတ်သက်တယ်အောင်မြင်မှုတရဖူပေါ်မှာထိုင်နေတဲ့အမျိုးသမီးတယောက်အဲ့ရှေ့ကကြောင်တဲ့ကလေးကတော့ဒါလျှို့ဝှက်စမ်းကြည့်မှုတွေနော်အထူးခြားစမ်းပြမှုတွေကိုပူစားပြီးအဲ့ဒီကအဓိပ္ပာယ်ကတော့ လူအများရဲ့ချစ်ခင်လေးစားမှုတွေကိုရရှိစေတဲ့ရရှိတတ်တဲ့နမိတ်ဖြစ်ပါတယ်။လူအများရဲ့ချစ်ခင်လေးစားမှုတွေကိုရရှိတတ်တယ်။နာမည်ကုန်သတင်းတွေလည်းကိုးတက်လာတယ်။နာမည်ကုန်သတင်းတွေတိုးတက်လာတတ်တယ်။ကိုလုံနေတဲ့လုပ်ငန်းတွေမှာပို့ပြီးတော့အောင်မြင်လာနိုင်တယ်။အလောက်ကိုင်ခွင်လန်းတွေပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်။အထူးသဖြင့်ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးတွေမှာစမ်းပွင့်တာမျက်နှာပွင့်တာမျိုးကြုံရတတ်တယ်။ အိမ်တော်ရေးကိစ္စတွေနော်မင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်လုပ်တဲ့ကံမျိုးဖြစ်ပါတယ်အိမ်တော်ရေးကိစ္စတွေမင်္ဂလာကိစ္စတွေနော်အချင်းရေးကိစ္စတွေအိမ်နွေးရေးကိစ္စတွေမှာအထူးအဆင်ပြေမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမှာကိုကမိမိအနေနဲ့အိမ်တော်ဘက်ရွေးချယ်မယ်ချစ်သူရွေးချယ်မယ်ဆိုရင်လည်းဒါမှန်ကန်မှုရှိမယ်လုပ်ငန်းအသစ်တွေစတင်လို့ရတယ်နော်ရုပ်တရက်ယာရူးတိုးတာမျိုးတွေလာတာတိုးတာမျိုးတွေကြုံတွေ့ရတဲ့ အလားအပါနဲ့ဆိုင်တဲ့လုပ်ငန်းတွေနော်အမျိုးသမီးရဲ့သုံးဆောင်နဲ့ပတ်သက်တဲ့အလားအပါရေးရလုပ်ငန်းတွေမှာပို့ပြီးတော့အောင်မြင်တတ်တဲ့အဝတ်ထည်လုပ်ငန်းတွေနော်အဝတ်ထည်နဲ့ပတ်သက်တာတွေအလားအပါရေးရပစ္စည်းလုပ်ငန်းတွေမှာပို့ပြီးတော့အောင်မြင်တတ်တဲ့ fashion လုပ်ငန်းတွေအဆင်ပြေနိုင်တယ်အဲ့တော့စီးပွားရေးတွေကောင်းလာနိုင်တယ်ငွေတွေလည်းရုပ်တွေဒီတစ်ပတ်တာကာလမှာဝင်လာနိုင်တယ်အင်တာဗျူးကိစ္စတွေစာဝေးကိစ္စတွေပညာရေးကိစ္စတွေလည်းအဆင်ပြေအောင်နေနိုင်တယ် တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအထွေထူးစိုးရင်စရာမရှိဘူးအဲ့တော့ကာလကြာရှည်ဖြစ်နေလဲကျမ်းမာရေးတွေလည်းညံ့နေလဲကျမ်းမာရေးတွေပြန်ကောင်းလာနိုင်တယ်ဆေးကောင်းဝါးကောင်းတွေ့နိုင်တယ်အဲ့တော့ဒီကက်ကအဓိပ္ပာယ်ကတော့သူအများရဲ့ချစ်ခင်မှုလူများလူအများရဲ့လေးစားယုံကြည်မှုကိုရရှိမယ်ဆိုတဲ့နည်းမျိုးဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများလုံးကျမ်းမာချမ်းသာကြပါတနင်္လာသာသမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသာသမိတ်တွေအတွက်ဒီပတ်စာတဲတော်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ် 14ရက်3လ2025နေပြီတော့20ရက်3လ2025အတွင်းမှာတရင်းနာသားသမီးတွေအတွက်ဒိဋ္ဌံပြုပြီးတော့တဲတော့ဆွဲရတဲ့အခါမှာတရင်းနာသားသမီးတွေဒီဒုက္ခတာကာလမှာကြားလာတဲ့တဲတော့ခက်ကတော့ The Wheel of Fortune ဆိုတဲ့ကံကြမ္မာလဲပင်းဆိုတဲ့တဲတော့ကပြားဖြစ်ပါတယ်တရင်းနာသားသမီးတွေအတွက်ကြားလာတဲ့တဲတော့အဓိကအတိတ်ပဲအောင်တရင်းနာသားသမီးတွေအနေနဲ့ရတာအစိုးရနေပြီးတော့အကောင့်ကိုပြောင်းလဲခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် ုတ်ရက်ကံညံ့နေရတယ်ပြီးတော့ကံလေးပြန်ကောင်းလာနိုင်တယ်။ကံကြမ္မာရဲ့အလှည့်ပြောင်းတွေကောင်းမွန်တဲ့အလှည့်ပြောင်းတွေအထူးကြီးကြားကြုံတွေ့ရတတ်ပါတယ်။အဲတော့ဆက်ဝိုင်းတစ်ခုနော်အစိုးပြီးတဲ့အခါမှာအကောင်းနေလာမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်။ရုတ်တရက်ဒီကာလာမျိုးမှာစပိန်တို့ဆိုင်ကယ်တို့ကားတို့စီးစရာရင်ရထားအစ်စ်ဝင်တတ်တယ်။အဲ့လိုစီးစရာရင်ရထားအစ်စ်နဲ့စီးစရာရင်ရထားကားကိစ္စတွေဆိုင်ကယ်ကိစ္စ စပိန်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်တတ်တယ်ဟိုဝင်လာတတ်တဲ့နမူမျိုးဖြစ်ပါတယ်အဓိကအတိတ်ပဲကတော့ကံအညံ့ပြီးတဲ့ခါမှာအကောင်းကြီးလာမယ်ဆိုတဲ့နမိတ်ဖြစ်ပါတယ်အထူးကြားချက်နဲ့ဒီဒီဘက်တာကလာမှာတနည်းအားသာသူဘာတွေဖြစ်တတ်လဲဆိုရင်အဲ့ရာအရွှေပြောင်းလို့ဖြစ်တတ်တယ်ကောင်းသောရွှေပြောင်းခြင်းဖြစ်မယ်နော်အလုံးနေရာပြောင်းရွှေ့ရတာမျိုးတွေအိမ်နေရာပြောင်းရွှေ့ရတာမျိုးတွေအပြောင်းရွှေ့တွေကျုံ့ရတဲ့အဲ့အပြောင်းရွှေ့တွေက အစိုးရနေပြီးတော့အကောင့်ကိုကြောင်းလဲခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะအဲ့တော့ကံကြမ္မာအစိုးရနေပြီးတော့ကံကြမ္မာအကောင့်ကိုကြောင်းလဲလာနိုင်တယ်ရင်းတော့အဆင်မပြေဖြစ်နေရတယ်ဆိုပြန်ပြီးတော့အဆင်ပြေလာမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်လည်းအထူးအဆင်ပြေအောင်မြင်တတ်တယ်เนาะပညာရေးကိစ္စတွေအနာဂတ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်အဲ့တော့နေရာရွှေပြောင်းကိစ္စတွေကြုံတွေ့ရတဲ့တယ်မရောက်ဘူးတဲ့ဒေတာတွေမရောက်ဘူးတဲ့နေရာတွေ ခยีဖွက်ကြတာမျိုးတွေခยีသွားတာမျိုးတွေကြုံတွေ့တတ်ပါတယ်အဲ့တော့ကိုလောက်နေတဲ့လုပ်ငန်းကိုပြောထားတဲ့အကြံစီကိုကိစ္စတွေမိမိရဲ့အခက်အခဲတွေကအပြောင်းလဲကြီးကြီးမားအပြောင်းလဲတစ်ခုကြုံပြီးတဲ့အချိန်မှာမိမိရဲ့အခက်အခဲမိမိရဲ့ကိစ္စဟာအဆင်ပြေသွားပါလိမ့်မယ်အပြောင်းလဲတစ်ခုဖြစ်ပြီးတဲ့နောက်ပိုင်းမှာအဆင်ပြေသွားနိုင်တယ်အဲ့လိုပဲအခြေရင်းနဲ့ပတ်သက်ရင်လည်းအညံ့အကြုံတွေကနေပြီးတော့ကောင်းမွန်တဲ့အနေအထားကိုပြန်ရောက်ရှိလာမှာဖြစ်ပါတယ်အခြေရင်းနဲ့ပတ်သက်တာအဲကျမ်းပါရေးလည်း ဖွေးဖူးစိုးရင်စရာမရှိဘူး။ကောင်းသောပြောင်းလဲခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒီခက်က။နော်ကောင်းသောပြောင်းလဲခြင်းအဆိုးနေတာနေပြီးတော့ပြန်ပြီးတော့ကောင်းလာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အော်တင်းနာသားသမီးတွေနဲ့ကျမ်းမာရေးလည်းဖွေးဖူးစိုးရင်စရာမရှိဘူး။ဖြစ်နေတဲ့ကျမ်းမာရေးတွေလည်းညံ့နေကြပြန်ပြီးတော့ကောင်းလာမယ်ဆိုတဲ့ပုံဖြစ်ပါတယ်။အဲ့တော့အပြောင်းရွှေ့တွေအပြောင်းလဲနေရာပြောင်းတာတွေနော်အလုပ်ပြောင်းတာတွေနော်အပြောင်းရွှေ့ပြောင်းလဲတွေဖြစ်ပြီးတဲ့အခါမှာ အစင်ပြေသွားမယ်ဆိုတဲ့အိပ်ပဲဖြစ်ပါတယ်ဒီကက်ကဟုတ်တယ်နော်အသားသမီးရူပတာကာလမှာကောင်းမွန်သောပြောင်းလဲခြင်းတွေကြုံတွေ့ရမှာဆိုတဲ့နိမိတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးပြာဝေးကွာကြပါစေအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကိုတပတ်စာတဲရိုဟောဆန်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်14ရက်3လ2025အနေပြီးတော့20ရက်3လ2025အတွင်းမှာအင်္ဂါသားသမီးတွေအတွက်ဒိဋ္ဌံပြုတဲရိုဆွဲတဲ့ကံမှာ အင်္ဂါသားသမီးတွေကြာလာတဲ့တေရော်နမိတ်ကတော့ကဘာလောကဆိုတဲ့ကပ်ပြားဖြစ်ပါတယ်တဝန်းပေါ့နော်ကဘာလောကဆိုတဲ့ကပ်ဖြစ်ပါအဲဒီကပ်ရဲ့အဓိပ္ပာယ်ကဘာလို့အဓိပ္ပာယ်ဆောင်လဲဆိုရင်အင်္ဂါသားသမီးတွေနေတဲ့ဒီတစ်ပတ်ကာလမှာမိမိရဲ့လုပ်ငန်းတွေပို့ပြီးတော့ကြီးမားကျယ်ပြန့်လာနိုင်တယ်ရဝေးကိစ္စတွေခရီးကိစ္စတွေအထူးအဆင်ပြေအဲ့တော့မထင်မှတ်ဘဲနဲ့ခရီးဝေးတွေထွက်ရတဲ့ခရီးတွေကောင်းသောခရီးတွေ ဝအတက်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီကရဲ့အတိတ်ပဲကတော့ဘဝရဲ့တိုးတက်ခြင်းเนาะဘဝရဲ့တိုးတက်အောင်မြင်ခြင်းဆိုတဲ့အတိတ်ပဲကိုဆောင်းတယ်အဆက်အသွယ်တဲ့အကူအညီတောက်ပံ့တဲ့ရရတတ်တယ်เนาะငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အချင်းရေးကိစ္စတွေအိမ်ဆောင်ရေးကိစ္စတွေသူအဆင်ပြေအောင်မြင်တတ်တယ်အိမ်ဆောင်ရှိပြီးသားသူတွေဆိုရင်လည်းသားသမီးယတနာဖုံးကားတတ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီကာလာမျိုးမှာ အယောင်ဝယ်သမားတွေဆိုရင်လည်းဖောက်တယ်တွေရလာမယ်နော်လူတွေတိုးလာတာမျိုးတွေကြုံတွေ့ရတကယ်ကိုယ့်ရဲ့လုပ်ငန်းကပို့ပြီးတော့အဲကျယ်ပြန့်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းပို့ပြီးတော့ကျယ်ပြန့်လာနိုင်တယ်ပို့ပြီးတော့အဆက်အသွယ်တွေရလာနိုင်တယ်အမိတ်ဆွေတစ်တွေရတာမျိုးတွေကြုံတွေ့ရတတယ်နော်အကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်နော်ပို့ပြီးတော့ကျယ်ပြန့်လာမယ်မိမိလုပ်နေတဲ့လုပ်ငန်းပို့ပြီးတော့ကျယ်ပြန့်လာမယ်ပို့ပြီးတော့ကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် တော့ပုံမို့ပြီးတော့ကျယ်ပြန့်ကြီးပွားကျယ်ပြန့်ခြင်းเนาะလုပ်ငန်းတွေတိုးချဲ့ရခြင်းเนาะဆိုင်ငန်းအသစ်တွေဖွင့်ရတာမျိုးတွေเนาะလုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေဂျုံတွေ့ရတဲ့တွေရုပ်တရက်ငွေလည်းဝင်ခွင့်ရှိတယ်ငွေများစွာဝင်ခွင့်ရှိတယ်တို့တော့ဒီကာလာမျိုးမှာတော့ငွေကဝင်သလောက်ရသလောက်ပြန်ကုန်နေတဲ့တွေပြန်ထွက်တတ်တယ်ငွေအဝင်ရှိသလိုငွေရမဲ့ကံရှိသလိုငွေပြန်ပြီးတော့လည်းမမြဲတဲ့ကံမျိုးတွေဖြစ်တတ်တယ် ရှားတလောက်ပြန်ထွက်လာတာမျိုးတွေကြုံတွေ့ရတယ်။အဲတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းစေကောင်းဝါကောင်းကြုံတွေ့ရတယ်တဲ့။နော်။အဲ့တော့မရောက်ဘူးတဲ့ဒေတာတွေမရောက်ဘူးတဲ့ခရီးတွေဖက်ကတဲ့တဲ့။တူတူနိုင်ငံခြားခရီးကိစ္စတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးဆင်းပြောင်းမြင်မယ်။နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေအကူအညီထောက်ပံ့ကောင်းတွေရရှိတဲ့တဲ့။အိုးအိမ်ကိစ္စတွေအထူးအဆင်ပြေအောင်ဖြစ်တယ်။ကိုယ်အိမ်ကိစ္စတွေ ဆိုင်ကန်းကိစ္စတို့အိမ်ကိစ္စတို့အခြံမြေကိစ္စတို့ဒါမှမဟုတ်ခြံမြေအရောင်းအဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်မဲ့နမိတ်မျိုးဖြစ်တယ်ခြံမြေကိစ္စတွေဥယျာဉ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်မဲ့အဲ့တော့ခြံမြေကိစ္စနဲ့ပတ်သက်တာတွေရောင်းနေတဲ့သူတွေကလည်းဈေးကောင်းရမယ်ဝယ်မယ်ဆိုရင်လည်းဒီကြာမျိုးမှာအဲ့လိုအိမ်တို့မြေတို့နော်အိမ်နဲ့ အိမ်ကိစ္စတွေမြေကိစ္စတွေခြံကိစ္စတွေကလည်းအထူးအဆင်ပြေမယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးဘီယာဝေးကွာကြပါစေဘုရူသာသီးမိတ်ဆွေများအားလုံးမှာဘုရူသာသီးတွေအတွက်ကိုတပတ်စာတရော်စရန်ဟောကြားပြမှာဖြစ်ပါတယ်အဒီဘက်ကကာလမှာ14ရက်3လ2025ကနေပြီး20ရက်3လ2025အတွင်းမှာဘုရူသာသီးတွေကကြာလာတဲ့ကက်ကတော့ဓာပယင်ဆိုတဲ့ကက်ဖြစ်ပါတယ်တဲတော့ကက်ကတော့နော် အဓိကတဲ့မှာလူတယောက်ကကြောက်ပလင်ပေါ်မှာထိုင်နေတဲ့ပုံပေါ့နော်မျက်နှာကလည်းခတ်ထန်မှာကျော်တယ်သူ့အနေနဲ့ကဒါဘုရူသားသမီးအနေနဲ့ဆိုရင်ဒီတစ်ပတ်ကာလမှာနောက်မှလည်းတိမ်ဆိုင်တိမ်လေးတွေအဓိကအဓိပ္ပာယ်ကတော့ဖုံးတကူဩဇာအာဏာနဲ့ပတ်သက်တဲ့ကံမျိုးဖြစ်ပါတယ်ဖုံးကိုတိုးတက်ခြင်းနော်စိတ်နဲ့မာကျော်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ မိမိအနေနဲ့ဒီကာလာမျိုးမှာဘယ်လိုအခက်အခဲတွေပဲကြုံတွေ့ကြုံဘုံတူသားသမီးအနေနဲ့ဟာကိုယ့်ရဲ့စိတ်တည်ငြိမ်နေပေါ့နော်စိတ်နဲ့ကြန့်ခိုင်သွားနေကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကြော်ဖြတ်နိုင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ကိုအားကိုကိုပြီးတော့နော်ရဲရင်ရင်ဖြတ်ခနဲပေါ်ဆက်ခနဲလောက်ဆိုတဲ့ပုံစံမျိုးဆောင်ရွက်လို့ရတယ်ကြုံလာသမျှကိစ္စတွေကိုနောက်မဆုံးတန်းနော်ရဲရဲဝံဝံမမာထန်ထန် ရင်ဆိုင်ရတတ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့အပြိုင်ဆိုင်အတိုက်ခံအနောက်ချက်လေးတော့ဂျုံတွေ့တတ်တယ်ဒီကာလာမျိုးမှာအပြိုင်ဆိုင်အတိုက်ခံအနောက်ချက်တွေကြားရရနေပြီးတော့ပဲအဆင်ပြေအောင်မနိုင်တယ်ဟောဒီကဲ့အတိတ်ပဲဖုံးလုံးလုံးနဲ့ပတ်သက်တယ်ဩဇာအာဏာနဲ့ပတ်သက်တယ်အဲ့တော့အရင်တော့ကိုယ်စကားအောင်နားမထောင်တဲ့သူတွေဒီချိန်ကမျိုးမှာကိုယ်စကားအောင်လာတာမျိုးတွေဂျုံတွေ့ရတတ်တယ်ကျုပ်တရဲ့ယာရူးတိုးတာလာတာတိုးတာမျိုးတွေကြုံတွေ့တတ်တယ်เนาะအဲ့တော့လူမှုရေးကိစ္စတွေ အသိအဖွဲ့ကိစ္စတွေမှာလည်းအစဉ်ပြေအောင်မြင်မယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အနည်းငယ်ဘေးကျန်နိုင်ချက်စိတ်အချင်းချက်လေးတွေကြုံတွေ့ရတဲ့တတိကာလမျိုးမှာဘုရားသားဆိုစိတ်နှောက်ရှက်လေးတွေတော့ဖြစ်တတ်တယ်ဒါပေမဲ့လည်းဩလာအာနာရှိခြင်းကိုယ်နေနေမိမိနေနေအနိုင်ရရှိခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီကာလမျိုးမှာဘုရားသားတွေနေနေကကိုယ့်ရဲ့အကြံစီတွေတော့ကိုယ့်ရဲ့လုပ်ငန်းတွေဟာရှေ့ကို အောင်မြင်လာမှာဆိုတဲ့နမယိုးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအထူးထူးစိုးရိမ်ရမှာရှိဘူးအဲ့တော့လူမှုရေးကိစ္စတွေအသင်းဖွဲ့ကိစ္စတွေမှာတော့အထူးအဆင်ပြေအောင်မြင်တတ်တယ်အဲ့တော့မိမိရဲ့ယက်တီချက်ကိုနောက်မဆုတ်တမ်းပေါ့နော်ရေရဲဝုန်းဝုန်းဆောင်ရွက်မယ်ဆိုရင်အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နောက်မဆုတ်တမ်းဆောင်ရွက်ရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကလည်းရေရဲရင်းရင်းပြပြတတ်တာနဲ့ လုံခြုံဆောင်ရွက်မယ်ဆိုရင်အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်ဒီကာလာမျိုးမှာအများနဲ့အမြင်မတူတာမျိုးတွေအယူဆမတူတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အခြေရေးတဲ့အိမ်တော်လေးတွေမှာလည်းစိတ်ကတိကောက်ဖြစ်စရာလေးတွေစကားများရတာမျိုးတွေကြုံတွေ့တတ်တယ်ဒါပေမဲ့ဒီကာလာမျိုးမှာမိမိရဲ့အတွေးအကြံတွေကိုမိကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ဆောင်ရွက်မယ်ဆိုရင်ဘုရူသားသမီးတွေအနေနဲ့ကအစဉ်ပြေအောင်မျိုးဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေဘုရူသားသမီးများအားလုံး စိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။သဒ္ဒါပရိသတ်မိတ်ဆွေများလုံးမင်္ဂလာပါ။သဒ္ဒါပရိသတ်မိတ်တွေအတွက်ကိုတပတ်စာတဲရဟောစနာဟောကြားပြုမှာဖြစ်ပါတယ်။14ရက်3လ2025နဲ့ပြီးတော့20ရက်3လ2025အတွင်းမှာသဒ္ဒါပရိသတ်မိတ်တွေကြာလာတဲ့တဲရဟောဘက်ကတော့ဒသံနေမင်းရဲ့သားတော့နေသူတွေဆိုတဲ့ကံမျိုးဖြစ်ကပ်ပဲဖြစ်ပါတယ်။အဲ့ဒီကဲ့အတိတ်ပဲရတော့ကလေးလေးတယောက်ကမြင်းဖြူပေါ်မှာမြင်းဖြူကိုစီးထားတယ်။အလန့် အနီးတစ်ခုကိုဘေးမှာကင်ထားတယ်နော်အလံနီးကိုကင်ထားတယ်ဟိုနေကြပန်းတွေရှိတယ်အဲ့တော့နေထွက်လာတဲ့ပုံပေါ့နော်ဘဝဘလို့ပဲအခက်အခဲတွေဖြစ်ဖြစ်ဘလို့ပဲအဆင်မပြေဖြစ်နေဘူးဒီအဲ့ကြတာဘိဒါသမီးနေလမ်းစာပေါ်လာတဲ့လုပ်ငန်းနဲ့ပတ်သက်တာလေနော်လမ်းစာပေါ်လာတဲ့တို့တည်းရအဆင်မပြေဖြစ်နေရတယ်ဆိုပြန်ပြီးတော့ရည်ရွယ်ချက်ရှိမှန်းချက်တွေပြန်လဲပြီးတော့လမ်းစာတွေပေါ်လာတဲ့အလုံးကိုင်အခွင့်အလမ်းတွေ ေါ်ပေါက်လာတတ်တယ်ဆိုတော့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့အကြံစီအစ်စ်တွေပေါ်ပေါက်တတ်တယ်လုပ်ငန်းအစ်စ်တွေလောက်ရတတ်တယ်နော်အသစ်စတင်ခြင်းနော်လုပ်ငန်းကိုင်ငယ်ရှိကိုတိုးတက်အောင်မြင်ခြင်းတိုးတက်အောင်မြင်ခြင်းပျော်ရွှင်ခြင်းဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့ဒီကဲ့ရဲ့အထိပ္ပယ်ကတော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်တယ်ခရီးဝဲကိစ္စတွေရဝဲကြီးကိစ္စတွေနိုင်ငံခြားတဲ့ အရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးအဆင်ပြေအောင်မြင်နိုင်တယ်အဲ့တော့ငွေကြေးကိစ္စတွေမှာလည်းထူးထူးခြားခြားငွေရောစွာဝင်ကင်းရှိတယ်တို့တော့ပြန်ပြီးတော့လည်းဖတ်နေရတတ်တယ်ပြန်ပြီးတော့လည်းကုန်နေရတတ်တဲ့နည်းမျိုးဖြစ်ပါတယ်အဲ့တော့အလုံးအကင်လေးရှိဖို့တိုးတက်လာနိုင်တယ်လုပ်ငန်းအသစ်ဒီချိန်ကာလမှာလုပ်ငန်းအသစ်စတင်တာမျိုးတွေနော်ကျုံလုပ်ငန်းအသစ်စတင်မယ်ဆိုရင်အဆင်ပြေနိုင်တယ်မြောက်ဘူးတဲ့ဒေတာတွေမြောက်ဘူးတဲ့ခရီးမျိုးတွေကိုခရီးဖွက်ကြတဲ့ အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်928နဲ့ပတ်သက်တဲ့အခြေအနေရော1500နဲ့ပတ်သက်တဲ့အခြေအနေရောနှမျိုးတလုံးကောင်းနေဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့ဆွေမျိုးညီပေါင်းမောင်နှမတွေမှာကွန်ပျူတာစုတွေမှာကိုယ်ဝန်ဆောင်တဲ့ဗိုက်ကြီးတွေရှိခဲ့ရင်အဲယောက်ျားလေးမွေးဖွားတတ်တယ်ဆိုတဲ့နှမျိုးဖြစ်ပါတယ်။အဲ့တော့ကိုယ့်မိသားစုတွေမှာလည်းအဲမွေးဖွားတဲ့တည်င်းတွေနော်ခလေးမွေးတဲ့တည်င်းတွေနော်ကြုံတွေ့ရတတ်တယ်ကြားရတတ်တယ်ဆိုတဲ့ ဒိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီကဲ့အဒိတ်ပဲကတော့ဒါသဒ္ဒဝိဒသမီးရဲ့ဒီဒုက္ခကာလမှာအလောက်ကင်ဖွင့်လန်းနေအစဉ်ပြေလာမယ်အခြေရေးကိစ္စတွေပညာရေးကိစ္စတွေအထူးအစဉ်ပြေလာမယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခေတူးစိုးရင်ကြမရှိဘူးဖြစ်ခဲ့လေအသေးမွားအနေချင်းတော့ဖြစ်တတ်တယ်အမြင့်ကနေကြတာမျိုးတွေချော်လဲတာမျိုးတွေခြေထောက်တို့ဒူးကောင်းတို့မှာပေါနာမျိုးတွေ เนาะထိမိတိုင်းကြီးအသေးမွားလေးတွေဖြစ်တတ်တယ်ဒါပေမဲ့ဒါစိုးရင်ကြာမရှိပါဘူးအဲ့တော့ဒီကာလာမျိုးမှာတနာပိသသူနဲ့ဒီရပိုင်းမှာဝမ်းသာရမယ်ပျော်ရွှင်ရမယ်အတင်းကောင်းတွေကြားရတယ်မင်္ဂလာရှိတဲ့တင်းတွေဝမ်းသာရမယ်တင်းတွေเนาะကြားရမယ်ကိုရည်ရွယ်ချက်ရည်မှန်းချက်တွေအထမြောက်အောင်မြင်မယ်ဆိုတဲ့နေမျိုးဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံး တောက်ကြသားသမိတ်ဆွေများလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကိုတပတ်စာတဲတော်ဟောစရာဟောကြားပေးမှာဖြစ်ပါတယ်14ရက်3လ2025ကနေပြီးတော့20ရက်3လ2025အတွင်းမှာတောက်ကြသားသမီးတွေကြာလာတဲ့ကက်ကံကျယ်ခွင့်ကိုးခွင့်ဆိုတဲ့တဲတော်ကက်ဖြစ်ပါတယ်ဒီဘက်ကလာအကျယ်ကိုးခွင့်ဆိုတဲ့ကက်ကဒီကက်ထဲမှာကလူသမီးတယောက်ကလက်ပေါ်မှာကြက်တူရေးတကောင်ပေါ့နော်ကျင်းငှက်တကောင်နားနေတယ် ေးမှာလဲစပြစ်ချံပေါ့နော်စပြစ်ချံစပြစ်သီးတွေကအမဲ့နေတယ်စပြစ်သီးအမဲ့တွေနော်စပြစ်ချံအလယ်မှာစပြစ်သီးတွေရဲ့အလယ်မှာပန်းဥယျာဉ်ရဲ့အလယ်မှာလှပကြော်ရှင်းစွာနဲ့မတက်ရနေတယ်ဟိုတထေးသမီးတယောက်ရဲ့ပုံပေါ့နော်တကယ်ဟိုတထေးသမီးတယောက်ရဲ့ပုံဖြစ်ပါတယ်အဲ့တော့ဒီကအတိတ်ပဲရတော့ဘဝမှာပြည့်ပြည့်စုံခြင်းကျွဲဝါခြင်းနော်ကျွဲဝါခြင်းဥစ္စာတနာတွေနဲ့ပတ်သက်တယ် အဲစိတ်ချမ်းသာမှုတွေနဲ့ပတ်သက်တယ်အောင်မြင်မှုတွေနဲ့ပတ်သက်တယ်အဲ့တော့မင်္ဂလာရှိတဲ့ကိစ္စတွေနဲ့ပတ်သက်တယ်နော်အထူးသဖြင့်တောက်ကြသားမှုတွေမင်္ဂလာကိစ္စတွေအထူးစင်ပြောင်းမြင်တတ်တယ်မင်္ဂလာကိစ္စတွေအထူးစင်ပြောင်းမြင်မယ်တည်ငောင်းနေကြရတယ်နော်အလောက်ကိုင်းခွင်လန်းနေအားနေပြီးတော့အကျိုးမြတ်တွေရရှိတတ်တယ်ကိုယ်ရင်းနှီးမြုပ်နှံမှုပါလေအကျိုးမြတ်တွေရရှိတတ်တယ်အယောင်ဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်ဖြစ်တဲ့အယောင်ဝယ်နဲ့ပတ်သက်တာတွေအထူးအဆင်ပြေအောင်မြင်မယ် ဟိုယာရူးတိုးတာလာတာတိုးတာမျိုးတွေဂျုံတွေ့ရတယ်တဲ့အဲ့တော့ဒီကအတိတ်ပဲကတော့အစစအဲရပြည့်စုံကျွဲဝချမ်းသာခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့အိမ်တော်တွေတွေအနေနဲ့ဆိုရင်ကိုဝန်နေပါတယ်ရတတယ်ငယ်ရွယ်တဲ့အိမ်တော်တွေတွေဆိုရင်ကိုဝန်ရတာမျိုးတွေဂျုံတွေ့ရတယ်တဲ့အဲ့တော့မိမိရဲ့လုပ်ငန်းအနေနဲ့ရရှိတဲ့အကျိုးမြတ်တွေကိုရရှိခံစားခြင်းဆိုတဲ့ပုံဖြစ်ပါတယ်ကိုယ့်ရဲ့စိုက်ပျိုးထားတဲ့အရာတွေကို ရရှိခြင်းဆိုတဲ့ပုံပေါ့နော်ဒီကဲ့အတိတ်ပဲအဲ့တော့အဲ့တော့ဂုံချက်တွေရှိတဲ့အတိတ်ပဲဖြစ်ပါတယ်ဩဇာအာဏာနဲ့ပတ်သက်တဲ့နော်ပြည်စုံရင်းကြွယ်ဝခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့အလုံးကိစ္စတွေအင်တာဗျူးကိစ္စတွေဆိုရင်လည်းအထူးအဆင်ပြေအောင်လုပ်မယ်နေဝယ်သူတွေအနေနဲ့ဆိုရင်လည်းမျက်နှာပွင့်စမ်းပွင့်တာမျိုးတွေဂျုံပြရတဲ့တဲ့အင်တော်တွေတွေအနေနဲ့ရလေဒီချိန်ကာလမျိုးမှာအင်တော်ရဲ့ကိစ္စတွေမှာဘလောက်ပဲအဆင်မပြေဖြစ်နေပြီဒီကာလမျိုးမှာပြန်ပြီးတော့ အဆင်ပြေလာမှာဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်။ကိုယ့်ရဲ့အယောင်းဝယ်ရောင်းကုန်ပစ္စည်းတွေအားလည်းအယောင်းဝယ်တွေပြန်ကောင်းလာမယ်။အယောင်းဝယ်မကောင်းဖြစ်နေရင်လည်းအယောင်းဝယ်တွေကိုကောင်းလာဖို့ရှိတယ်။ဖောက်တယ်အစ်စ်တွေအဆက်အသွယ်အစ်စ်တွေတိုးလာတဲ့တဲ့လုပ်ငန်းတိုးချဲ့ရတာမျိုးဒီရက်ဒီရက်ပိုင်းမှာဆိုရင်လုပ်ငန်းတိုးချဲ့တဲ့နဲ့လုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းနဲ့ဆောင်ရွက်တဲ့နဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့ကျမ်းမာရေးလည်းအထွေထူးစိုးရင်စရာမရှိဘူး။အဲ့တော့ဒီတောက်ကြသားသမီးတွေအနေနဲ့ကလည်း ပြည့်စုံခြင်းကြွယ်ဝခြင်းနာမည်ဂုဏ်တည်းတိုးတက်ခြင်းဆိုရဲကောင်းမွန်တဲ့ကံမျိုးဖြစ်ပါတယ်အဲ့တော့မင်္ဂလာရှိတဲ့တည်င်းတွေကြားရမယ်အလူတန်းကိစ္စမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်ဝင်မယ်မိမိရဲ့နာမည်ဂုဏ်တည်းလည်းတိုးတက်လာမှာဖြစ်ပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေစနေသားမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားမိတ်ဆွေတို့ကိုတပတ်စာတဲတော်ဟောစရာဟောကြားပြမှာဖြစ်ပါတယ်14ရက်3လ2020အားနေပြီးတော့ 20ရက်3လ2025အတွင်းမှာစနေသားသမီးတွေကြလာတဲ့ကက်ကတော့ကျဲသုံးမွင့်ဆိုတဲ့ကက်ဖြစ်ပါတယ်။ဒီကက်ရဲ့အဓိပ္ပာယ်ကတော့လူတစ်ယောက်ကမဟုတ်ဘူးတခုကိုပေါ့နော်ကျဲသုံးဝင်ပါတယ်မဟုတ်ဘူးတခုကိုဘိသုကပညာရှင်တဲ့ကထူးဆင့်နေတယ်ပေါ့နော်။အဲလူတစ်ယောက်ကလည်းသူ့ကိုလာပြီးတော့အလုံးအဲ့နေအလုံးအဲ့နေတဲ့ပုံပေါ့နော်။အလုံးအဲ့နေတဲ့ပုံလာပြီးတော့ပုံစံပေါ့နော်ပုံစံပြနေတယ်အဲ့အဲ့လူတစ်ယောက်လာပြတဲ့အတိုင်းကိုဒီလူက ထုဆင်နေတယ်ပေါ့ဝိတုကပညာရှင်တယောက်ပဲပေါ့အဲ့တော့အစာဦးရဲ့တစ်ခုမုံဦးတစ်ခုကိုထုဆင်နေတယ်ပေါ့အဲ့တော့ဒီတစ်ပတ်တကာလမှာစနေသားသမီးတွေအနေနဲ့ကမိမိရဲ့ဒီကျွမ်းကျင်တဲ့အတတ်ပညာနဲ့ပေါ့နော်အောင်မြင်မှုတွေရရှိမယ်ဆိုတဲ့အိပယ်ဖြစ်ပါတယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယ့်ရဲ့မိမိရဲ့အတတ်ပညာတွေနော်ပညာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်တတ်တယ်မိမိရဲ့ဉာဏ်ရည်ဉာဏ်သွင်းမိမိရဲ့ ိမ်မာပါနဲ့ဆိုရင်မိမိကိုယ့်ရဲ့အခက်ခဲတွေကိုကိုကဒိမ်မာပါနဲ့ဆိုရင်ကြော်ဖြတ်နိုင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီကအဓိပ္ပာယ်ကတော့လူအများရဲ့လေးစားယုံကြည်မှုတွေရရှိတတ်တယ်အလောက်ကံ့အခွင့်လန်းတွေပေါ်ပေါက်လာတတ်တယ်အလောက်ကံ့အတ္တတွေအဆက်အသွယ်အတ္တတွေဟောက်တဲ့အတ္တတွေရရှိလာတတ်တယ်ဟောက်တဲ့အတ္တတွေရရှိလာတတ်တယ်နော် အလားအပရေးရတဲ့ပတ်သက်တဲ့လုပ်ငန်းတွေလက်မှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးအဆင်ပြေအောင်လုပ်တဲ့အဓိကလာမျိုးမှာဘဝရဲ့အတတ်မိုးဝမ်းကြောင်းအတတ်ပညာတွေပါတယ်ရတတ်တယ်ပညာရဲ့သင်တန်းတက်ကြတာမျိုးတွေဂျုံတွေ့ရတတ်တယ်ဘဝမှာအသုံးဝင်တဲ့ပညာရဲ့မျိုးတွေကိုရရှိတတ်တယ်အဲ့တော့ပညာရေးနဲ့ပတ်သက်တာတွေစက်မှုလက်မှုအတတ်ပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအဆင်ပြေအောင်လုပ်တဲ့အဲ့တော့ဂုံတိတ်ခါတိုးတက်တတ်တယ်ဆိုတော့ဂုံတိတ်ခါတိုးတက်မယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ် တော့မင်္ဂလာကိစ္စတွေအလူတန်းကိစ္စတွေအထူးအဆင်ပြေအောင်ဖြစ်တယ်အလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေနော်အဲလူမှုရေးမှာလည်းတင်းကောင်းတွေထွက်တတ်တယ်ကိုယ့်ရဲ့နာမည်ကုန်တင်းပေါ့နော်ကိုယ့်ရဲ့နာမည်လူအများရဲ့ချီးမွမ်းတာခံရတဲ့လူအများရဲ့ချီးမြှောက်စားမှုကိုခံရတယ်ဥပမာအရင်တော့မယုံကြည်တဲ့သူတွေဆိုရင်ဒီကာလမျိုးမှာကိုယ့်ကိုအဲယုံကြည်လာတာမျိုးတွေကိုယ့်ကိုလေးစားလာတာမျိုးတွေကြုံတွေ့ရတတ်တယ် အဲ့တော့အယောင်းဝယ်တွေလည်းကောင်းလာတတ်တယ်အယောင်းဝယ်ကိစ္စတွေအဲ့လုပ်ငန်းကိန်းကိန်းကိစ္စတွေကောင်းလာမယ်ဆိုတဲ့နည်းမျိုးဖြစ်ပါတယ်အဲ့တော့ဖောက်တဲ့အစ်စ်တွေဆက်သွယ်အစ်စ်တွေရရှိတတ်တယ်အဲ့တော့ငယ်ဝယ်သူတွေအနေနဲ့ဆိုရင်လည်းအခြေရေးကိစ္စမြစ်တာရေးကိစ္စတွေမှာအထူးအဆင်ပြေအောင်နေနိုင်တယ်အော်စာကျုပ်စာတမ်းတွေပြုလုပ်ရတဲ့စာကျုပ်စာတမ်းတွေလက်မှတ်ရေးထိုးရတဲ့အဲ့တော့ချာမြေကိစ္စအိမ်ချာမြေကိစ္စအယောင်းဝယ်ကိစ္စတွေပေါ်ပေါက်တတ်တယ်နော်အိမ်နေရာ ပြောင်းတာတို့ဆိုင်ငန်းအစ်စ်ဖွင့်တာတို့နော်ကြုံတွေ့ရတဲ့တဲ့အိုးအိမ်ပြင်ချင်းအိမ်ဆောက်ချင်းအိမ်ပြင်ချင်းတွေဒီကာလာမျိုးမှာကြုံတွေ့ရတဲ့တဲ့အဆောက်အဦတွေပြင်ရတဲ့တဲ့အဲ့တော့ကျွန်တော်မိတ်ဆွေခရီးသားတွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေ့ကနေဆုတောင်း